။ဦးမတောင်မှတီလာဆောင်နေမှာလေ။ဒါဒီလိုဖြစ်တဲ့အတွက်ကြောင့်မလို့ကွာစီးပွားရေးတော့နောက်ပိုင်းရတော့လုတ်တော့လုတ်ကိုလုတ်ရတာပေါ့နော်။ Over 20 day မှာဆိုလို့ရှိရင်လည်းဒါစုံတီထွင်နေမှာလုပ်ငန်းတွေမှာဆိုလို့ရှိရင်အသင်းဖွဲ့တွေမှာအများကြီးလူငယ်တွေအများကြီးလုပ်ငန်းအစ်စ်တွေအစ်စ်တွေချဲ့ထွင်နေတာကျွန်တော်ဆိုလို့ရှိရင်ဒါအများကြီးတော့မှဟိုနောက်ကျကြံခဲ့ပြီပေါ့နော်။အခုချိန်မှာကျွန်တော်တို့ဒါအပြေးလိုက်နေရတယ်။မဆဲအကြီးကြီးတွေနဲ့ပုံစံမျိုးတော့ကျွန်တော်မသွားတော့ဘူးအဓိကကြစ်ကြစ်လေးလေးနဲ့ပေါ့နော်ပြီးတော့အမောလေးခံနိုင်ရမယ်အဲ့ဒီ ပြေးတာတွေလည်းပိုလုံးပြတ်တာပေါ့နော်မင်္ဂလာပါဒီ Apple Aesthetic Clinic ကဒီကျွန်တော်တို့ဒါ၈နှစ်ပြည့်အထိမ်းအတွက်ပေပုတ်ရိုက်ကူတာပေါ့နော်ဒါအဓိကတော့ခင်မင်နေလို့တာရောက်ရိုက်ကူပြီးပြင်ရှင်ဖြစ်ပါခင်ဗျာအမှတ်မှာလည်းကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒါ beauty standard ကနောက်ပိုင်းကနည်းနည်းလေး change လာတာပေါ့နော်အရင်တော့ကျွန်တော်တို့ walk out တွေလုပ်တယ် marcel တွေကြီးထွားအောင်လုပ်တယ် ကျွန်တော် skin ကျမ်းမာရေးကိုကျွန်တော် view မဆိုင်ဖြစ်တဲ့ဘိုင်းကြီးရှိတယ်။နောက်ပိုင်းကျတော့ကျွန်တော်တို့ဒါ beauty နဲ့ healthy ကိုနှစ်ခုကိုတွဲပြီးတော့တွားရတော့ဗောနော်အဓိကကျမ်းမာပြီးလှပဖို့လိုအပ်တာဗောနော်မလှမကျမ်းမာပဲလှပနေတဲ့ခါကျတော့လေဒါမလက်ဆက်ဘူးဗောနော်အဓိကနောက်ပိုင်းကျတော့ကျွန်တော်လီချင်ငန်းတွေကိုလှုပ်တဲ့ပုံစံတွေပြောင်းလာတယ်။ cardio တွေများများဆော့တယ်။အာပြီးတော့အစားတောက်စားတဲ့နေရာမှာလည်းထိမ့်သိမ့်ပြီးတော့စားလာတဲ့အပိုင်းကြီးရှိရယ်။နောက်ပြီးတော့ clinic တွေကို သွားဖို့လိုအပ်တဲ့အခါမျိုးကြလို့ရှိရင်သွားတာမျိုးတွေရှိရပါဘူးเนาะဒါကလင်းနစ်တွေသွားလို့ဒါအချို့အပိုင်းတွေကိုဖက်ဆေးပြုပြင်တဲ့အပိုင်းကိုဆိုလိုခြင်းမဟုတ်ပါဘူးကလင်းနစ်တွေမှာဆရာဝန်တွေနဲ့နားလေတကြွနဲ့သူတွေနဲ့တွေ့ဆုံပြီးတော့ဒါဒါလိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေခံယူရတဲ့အပိုင်းတွေနဲ့ရှိလာတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါအမှုပညာလုပ်နေတဲ့လူတွေဆိုလို့ရှိရင်ပိုပြီးလိုအပ်တာပေါ့နော်အဲ့တော့လှက်လာလေးနဲ့ကျန်းမာအောင်နေရတဲ့ပုံစံမျိုးဖြစ်လာတာအရင်တော့ပုံစံတိုင်းပြောင်းလဲသွားတာတော့ကျွန်တော် body weight ပေါ့နော် body weight ကတော့ကျွန်တော်ကတော့အာအများကြီးချပလိုက်တာပေါ့နော်အများကြီးချပလိုက်ပြီးဒီ weight မှာပဲကျွန်တော်အာဒီတိုင်းပဲထိမ့်ပြီးတော့နေနေရနည်းနည်းတော့ကျသွားပြီပေါ့နော်ဆိုတော့ကျွန်တော်အာ workout တဲ့ပုံမှာလုပ်တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုး muscle အကြီးကြီးတွေနဲ့ပုံစံမျိုးတော့ကျွန်တော်မသွားတော့ဘူးအဓိကကြစ်ကြစ်လေးလေးနဲ့ပေါ့နော်ပြီးတော့အာအမောလဲခံနိုင်ရမယ်အဲ့ဒီပြေးတာတွေလည်းပိုလုပ်ပြစ်တာပေါ့နော်အဲ့လိုမျိုးပုံစံတော့ပြောင်းလဲသွားတဲ့အတွက်ကြောင့်မလို့ကိုကတော့အဓိက တတ်လုံပိုကောင်းလာတယ်လို့ခံစားရတော့အပက် aesthetic clinic ကဒါလှပတဲ့လူတွေအများကြီးကိုမွေးဖွားပေးနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါရှင်းနေပြမှသည်နောက်ပိုင်းနှစ်ပေါင်းများစွာတိုင်အောင်နောက်ထပ်နောက်ထပ်ကျန်းမာလှပတဲ့လူတွေရဲ့ဘဝကိုပြုပြင်ပေးနိုင်ပါသေးတယ်ကျွန်တော်များနေလို့ဆုမကောင်းတောင်းပေးလိုက်ပါခင်ဗျာကျွန်တော်နောက်ထပ်တင်မဲ့ကာရီယာအများကြီးရှိပါလိမ့်မယ်ဒူးအိန္ဒိယလာဒူးအိန္ဒိယအမှန်တကယ်ကိုကိုယ်တိုင်လည်းသဘောကျတဲ့အသီးထဲမှာပါဝင်ပါတယ်အာပြီးတော့ဒါတော်တော်များများလေးကြိုက်ကြတယ်သူကတော့ စန့်ကျင်ဘက်ပေါ့နော်အရန်ကြိုက်တဲ့သူကကြိုက်တယ်မကြိုက်တဲ့သူကြတော့လည်းအရန်မကြိုက်ဘူးဆိုတဲ့ခါကျတော့ကြိုက်တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ဒါကိုကိုယ်တိုင်းလည်းကောင်းကောင်းလေးတည်ရင်ကောင်းကောင်းလေးစားမယ်ပြီးတော့ကောင်းကောင်းလေးလက်ဆောင်ပေးခြင်းနဲ့အဓိကကအဓိကအရည်ရွယ်ချက်နဲ့အာစိုက်ပျိုးရေးရနေပြီးတော့လုပစ်သွားတာပေါ့နော်အဓိကဟုတ်အရင်ထဲကလုပ်ပါတယ်ဟိုအရင်ထဲကလုပ်တယ်ကျွန်တော်အဲ့လိုမျိုးတိတ်ပြီးတော့မတင်ပြတာပဲရှိရပါတော့နော် ဒီအဖေကအရင်ဆိုက်ပြိုးကြီးအရန်ဝါသနာပါပါတယ်ဟုတ်အဓိကလေဟုတ်စီးပွားရေးတော့လောက်ရတာပေါ့နော်ကျွန်တော်တို့ဒါအနုပညာပဲလုပ်နေလို့လည်းမရဘူးပေါ့နော်စီးပွားရေးကဒါဟုတ်ရင်လည်းကျွန်တော်လုပ်ပြတာရှိပါတယ်ဒါဒါဟိုဒါကျွန်တော်အသိပြမတင်ပြတာပဲရှိတာပေါ့နော်အဓိကကကိုယ်အင်ရတာလုပ်တရတော့လုပ်နေရပဲဆိုတော့အခါကျွန်တော်နေဒါဝင်ရောက်ကူညီပေးနေတယ်ကိုယ်လည်းလုပ်ပြတာပေါ့နော်အဓိကကတော့ဒီအနုပညာအလုံးမှာလည်းအာတေချာလေးလဲလုပ်ချင်တယ် အနုပညာလုံမှာလုပ်ဖို့အတွက်ကောင်းမွန်တဲ့အရာတွေပဲရွေးချယ်ဖို့အတွက်လိုအပ်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့နောက်ကွယ်မှာဒါစီးပွားရေးတစ်ခုခုလိုအပ်လာတာပေါ့နော်ဒီအနုပညာလုံပဲလုံနေမယ်ဆိုလို့ရှိရင်အာကိုရေးကိုရိုက်ချင်တဲ့ကာရီရွေးချယ်ရိုက်ကူးဖို့အတွက်အခွင့်အရေးရလာမှာမဟုတ်တော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတာကြတော့ဒီကိုယ့်ရဲ့ professional အသက်မွေးဝမ်းကြောင်းနဲ့ဒီတစ်ခုလေးပဲဖြစ်နေမယ်ဆိုလို့ရှိရင်ဟိုကိုကကားတွေရိုက်ကူးတဲ့နေရာမှာဟိုဥမတောက်မှတီလာစောင့်နေမှာလေဒါဒီလိုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက စီးပွားရေးတော့နောက်ပိုင်းကတော့လုတ်တော့လုတ်ကိုလုတ်ရတာပေါ့နော်အဓိကကအရင်တော့ကငွေရယ်တုန်းကတော့တွေးမိခဲ့တဲ့အတွေ့အကြုံရှိကောင်းရှိလိမ့်မယ်ဟာဟိုဒီအနုပညာလုတ်ပဲလုတ်မယ်လို့ပါဘူးဒါပေမဲ့အသက်အရွယ်တစ်ခုရလာတဲ့အခါမှာအရင်တော့နောက်ကျသွားပြီအမှန်တကယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါ over 20 day မှာဆိုလို့ရှိရင်လည်းဒါစုံဦးတည်ထွင်နေမှာလုပ်ငန်းတွေမှာဆိုလို့ရှိရင်အသင်းအဖွဲ့တွေမှာအများကြီးလူငယ်တွေအများကြီးလုပ်ငန်းအသစ်တွေအသစ်တွေချဲ့ထွင်နေတာကျွန်တော်ဆိုလို့ရှိရင်ဒါအများကြီးတော့မှာ ဟိုနောက်ကျကြံခဲ့ပြီဗောနော်အခုချိန်မှာကျွန်တော်တို့ဒါအပြေးလိုက်နေရတဲ့အနေထားမျိုးတွေဖြစ်လာတာဗောနော်နောက်ဒါတော့မှအစည်းအဝေးကြီးကအများကြီးမလုံလာဘူးဒါကြောင့်တဖြည်းဖြည်းနဲ့ကြိုးစားနေတော့မှရှိသေးတယ်အဓိကတော့ယောက်ျားလေးတစ်ယောက်ဖြစ်တယ်အသက်အရွယ်တစ်ခုလည်းရလာပြီဒါကဟိုကို life တော့ကိုတည်တည်ချာချာလေးကိုလျှောက်လမ်းမှာကိုရတော့မှဆိုတဲ့ခါကျတော့လေဒါစီးပွားရေးကအများကြီးထက်ထွက်လာတော့ဗောနော်ကြီးမားမှာစီးပွားရေးမဟုတ်ပါဘူးတည်တည်လေးလုပ်လဲဒါစီးပွားရေးတကူပါပဲအခြားသောဝင်ငွေရနိုင်မယ့်နည်းလမ်းတွေပါ